မင်္ဂလာပါဗျာထိုင်းနိုင်ငံမှာအလုံးလုံးနေတဲ့ကျွန်တော်တို့မြန်မာလူမျိုးတိုင်းစိတ်ကူးယဉ်မှုတဲ့အိမ်မက်တစ်ခုရှိပါတယ်အဲ့ဒါကတော့ထိုင်းပြည်ဘတ်6တန်းဖြစ်ပါတယ်အဲဆိုတော့ကဘတ်6တန်းထီပေါ့ရင်ဒါတချို့ကကျွန်တော်မေးရတယ်ဘတ်6တန်းထီပေါ့ရင်မြန်မာငွေဘယ်လောက်ရလဲခံမနှုတ်လေးပေါ့နော်သူကပြပြခိုင်းတယ်အဲ့တော့ဒီဗီဒီယိုလေးမှာတော့ဘတ်6တန်းပေါ့ရင်မြန်မာငွေဘယ်လောက်ရလဲဆိုတော့ကျွန်တော် တွက်ချက်ပြပြီးမှဖြစ်ပါတယ်။အဲတခုတော့ရှိရင်နော်ထိုင်းဒီဘတ်6နံပေါက်သွားပြီဆိုရင်ကျွန်တော်တို့ကထိုင်းအစိုးရကို0.5ရာခိုင်နှုန်းပေးဆောင်ရတယ်။အဲ့ဒါကိုအဲရပေးဆောင်ပြီးမှကျန်တဲ့ဟောင်းကိုကျွန်တော်တို့ကဟိုဒီရဲ့ပေါက်လက်ရှိပေါက်သေးနဲ့တွက်ပြီးမှကျွန်တော်တို့မြန်မာငွေဘယ်လောက်ရတယ်ဆိုတာကျွန်တော်တစ်ချက်တွက်ပြပေးမယ်။အဲ့တော့ဟို0.5ရာခိုင်နှုန်းကိုပေးဆောင်ရတယ်နော်။ Okay ကျွန်တော်ဒီနေ့ဒီဗီဒီယိုနေ့မှာတွက်ပြပေးပါအဲ့တော့ကျွန်တော်တို့က ထိုင်းဒီဘတ်6တန်းပေါက်တယ်။အော်ခု10ရာထောင်းတောင်းတဲတဲကျွန်တော်တို့ကအစိုးရကို0.5ရာခိုင်နှုန်းပေးဆောက်ရတယ်0.5ရာခိုင်နှုန်းပေးဆောက်ရတယ်အဲ့တော့ကျွန်တော်3000ပေါ့နော်ခု10ရာထောင်းတောင်းအရှင်းရှင်းပြောရရင် 90ရာထောင်တောက်ဒိတာရှင်းရှင်းပြောရရင်ဘတ်6တန်းပေါ့ရင်ကျွန်တော်တို့ကအစိုးရကို0.5ရာခံတော့ပေးလျှောက်ရတယ်အဲ့တော့ဒီနေရာမှာကျွန်တော်တစ်ချက်တွက်ပြတစ်ချက်တွက်ပြရပါမယ်နော်90ရာထောင်တောက်ဘတ်3000ပေးလိုက်ရတယ်ဒါအခွန်ပဲဟုတ်နော်အဲ့ဒါကျွန်တော်0.5ဒါပေးရတဲ့ဒါဆောင်ရမယ့်အခွန်ဟုတ်နော်အဲ့ဒါကိုကျွန်တော်ကပြန်တွက်လိုက်တာဘတ်3000ဖြစ်သွားတယ်အဲ့တော့ရှင်းရှင်းပြောရရင်အဲ့တော့ ဘတ်6တောင်းဟိုဘတ်6တန်းပေါ့ရင်3တောင်းအခုပေးရတယ်ဒါဆိုရင်ကိုတက်ဘတ်ဘလောက်ကျန်တယ်ပြန်တွက်ကြည့်အောင်အဲရှင်းရှင်းပြောရင်ဒီ6တန်းနေပြော3တောင်းနှုတ်လိုက်ပေါ့နော်အဲ့တော့ဘတ်ကဒါဒီမှာတော့ကျွန်တော်တွက်ထားတယ်ဒီမှာမေးစလို့မင်းမင်းပါဆိုလို့ကျွန်တော်ဒီရေးပြဘတ်က9တန်း9သိန်း9000 ုစေရာထောင်တောင်းတိတ်တန်အဲ့ကိုစီမှာဘတ်6တန်းပေါက်ပြီးအခွန်ငွေဆောက်လိုက်ပြီဆိုရင်လည်းကို့မှာဘတ်ဘလောက်ကျန်လဲဆိုရင်9တန်း9တိတ်9တောင်းဘတ်ကျန်ပါလေအဲ့တော့ဒီဟာလေးကဟိုကျွန်တော်အခွန်ပေးပြီးပေါ့ဒီဟိုပေါ့လက်ကျန်ငွေပါဒီကောင်လေးကဟုတ်ပြီနော်ကဲဒါဟိုဒါဆိုရင်ကျွန်တော်တို့ဒီကြံငွေဟိုမှာ ကိုကမြန်မာငွေမြန်မာငွေအနေထားနဲ့ဘယ်လောက်ရလားဆိုပါဦးကျွန်တော်တစ်ချက်တွက်ပြပေးမယ်အဲ့တော့ခုနကကျွန်တော်တို့ကဘတ်9တန်း9တန်း8000ကျက်တယ်90000ထောင်းတော့တဲ့အဲ ဟုတ်လားအဲ့ဒါကိုကျွန်တော်တို့ကမြန်မာငွေဟိုမြန်မာငွေဆိုရပါဗျာမြန်မာငွေလဲတယ်ဆိုပါလို့ဒါဆိုရင်လက်ရှိပေါက်ဈေးနဲ့ကျွန်တော်ကတစ်ချက်ပြန်တွဲရမှာဟုတ်လက်ရှိပေါက်ဈေးနဲ့တွဲမယ်ဆိုတော့အဲဒါကိုအစားလိုက်မယ်စားလိုက်ပြီဆိုတော့ကျွန်တော်တို့ကဒီမှာဒါလက်ရှိပေါက်ဈေးနော်ကျွန်တော်ဒီမှာရေးလိုက်မယ်ဟုတ်ပါ0.00 800ဒါရမ်းဒါက လက်ရှိကျွန်တော်တို့ငွေလဲစင်းတို့ဒီငွေလဲစင်းတို့ပတ်တူချက်ပေါ့เนาะအဲ့တော့ဒီထိုင်းဘတ်800ဒီမြန်မာငွေတသိန်းဟုတ်ပြီเนาะဒါလက်ရှိကျွန်တော်အခုလက်ရှိဈေးကိုねကျွန်တော်တွက်ပြတယ်เนาะမိတ်ဆွေတို့ဘတ်6တန်းထီပေါ့ရင်လည်းအဲ့ဒီနေ့ရဲ့အဲ့ဒီကာလာပေါ့စင်းနဲ့တွက်ပြီးတော့ကျွန်တော်တို့မြန်မာငွေဘယ်လောက်ရလဲဆိုတာသိတယ်ဟောသိနိုင်တယ်အခုကတော့ကျွန်တော်အခုကျွန်တော်ကျွန်တော်ရဲ့လက်ရှိဈေးနဲ့ကျွန်တော်တွက်ပြဟုတ်ပြီเนาะခုနကကျွန်တော်တို့အခွန် နှုတ်ပြီးသားဘတ်ငါးတန်းကိုသိခုနှစ်တောင်းကိုလက်ရှိထိုင်းဘတ်စင်းအဲ့နော်ဒါကထိုင်းဘတ်စင်းလက်ရှိထိုင်းဘတ်စင်းထိုင်းဘတ်စင်းနဲ့ကျွန်တော်တို့ကပြန်တွက်တာဟုတ်ပြီနော်အဲ့တော့ကျွန်တော်တို့ကဒီမှာလက်ရှိထိုင်းဘတ်စင်းအဲ့တော့600နဲ့ကိုကျွန်တော်ကကောက်စားလိုက်တာပေါ့ဗျာရှင်းရှင်းပြန်စားလိုက်တာဒီနေရာမှာ0.0 0.00ရှေ့ကဘာလို့ခံရလဲပေါ့ဒါကတော့အသေးစိတ်တယ်ဗျာ အသေးစိတ်ရှင်းပြမှရဒါတော့နောက်မှရှင်းပြမှာဗျာလက်ရှိကျွန်တော်ပေါက်သေးဟိုကိုကပေါက်သေးတိရဆိုရင်ဒီမှာတက်ပေါက်သေးကိုဒီမှာရေးရှေ့က0.000ခံပြီးလားကိုကိုကပေါ့ကျွန်တော်တို့ဒီဘတ်60ဟောက်ပါဘူးကျွန်တော်တို့ငွေလဲတဲ့အခါမျိုးဆိုတဲ့အဲ့လိုပဲဘတ်တထပေါင်းရင်ဟောဘတ်တထဘတ်တထအောင်မှမြန်မာငွေလူချင်းဆိုနေနောက်က0.00ဒီလိုစီဒီလိုစီအဲ0.00စီလိုဘတ်ဘတ်ဒီဘီပေါက်သေးနဲ့ပေါက်ပေါက်သေးကိုဒီမှာရေးလိုက်ဟုတ်ပြီနော်ပေါက်သေးက800ဆို800ရေးလိုက် အဲ့ဒါနဲ့သူအဲတို့ရေးပြီးတော့တွက်ကြည့်နိုင်တယ်ကျွန်တော်တို့မြန်မာဝင်ဘာရဆိုတာသိတာဟုတ်ပြီနော်အဲ့တော့ကျွန်တော်ဒီမှာတစ်ချက်ပြပြပြီ0 by 0 uh, by 0 0လက်ရှိပေါက်စီကလက်ရှိပေါက်စီလက်ရှိစီပေါ့နော်အဲ့လက်ရှိစီရတဲ့ရှင်းရှင်းပြပြအခြေတည်းမြပြောင်းလက်ရှိတယ်နော်ဒါတော့မိတ်ဆွေတို့သိမှာ โอเคจนเราเช็ดตัวไล่ได้นี่ถ้ามาเราอยากได้สุดยมางวีอืมคนนี้ลีชาวนี่ตรงนี้ลีลูกขอ sorry นี่อาจารย์นะดินี่ตรง လေးအဲ့တော့ခု10ရာထောင်တောင်းတင်းတန်းဘာကြောက်ပေါ့ဗျာအဲ့ကြောက်ကျွန်တော်ဟိုထွက်ကျင်ရင်ဒီမှာ3ရာခု10ရာတစ်ဖက်ထောင်တောင်းတင်းတစ်ဖက်ဟုတ်ပြီနော်မြန်မာငွေနဲ့တွက်ရင်သိန်းပေါင်း9462 3000ဖြစ်ပါတယ်အဲ့ โอเคကျွန်တော်တစ်ချက်ပြန်ပြောပေးမယ်နော်ထိုင်းဒီဘတ်6တန်းပေါက်ရင်ကျွန်တော်တို့ကထိုင်းဆိုးရောက်ကို0.5ရာခိုင်နှုန်းတော့အခုပေးဆောင်ရတယ်ဒါဆိုရင်ထိုင်းဘတ်ဝင်ဘလောက်ကျန်တယ်ဆိုရင်ကျွန်တော်တို့က9တန်း9သိန်းဘတ်8000 8000တောင်းကျန်တယ်ဒါကကျန်ငွေဘတ်6တန်းပေါက်ပြီဆိုရင်လည်းအခုပေးပြီဒါကကျန်ငွေအဲ့တော့ကမှလက်ရှိထိုင်းဘတ်စီထိုင်းဘတ်စီကျွန်တော်တို့800နဲ့ကျွန်တော်တို့ကပြန်တွက်လာ ဲ့တော့ရှေ့ရနဲ့တွက်လိုက်တဲ့အခါမှာလက်ရှိကျွန်တော်တို့မြန်မာငွေဘလောက်ရလဲဆိုရင်သိန်းပေါင်းမြန်မာငွေနော်သိန်းပေါင်း8462သိန်း5000အတိရပါလေဗျာโอเคဒီနေ့ဒီဗီဒီယိုလေးမှာတော့ကျွန်တော်ကဘတ်6တန်းပေါက်နေမြန်မာငွေဘလောက်ရလဲဆိုတော့တွက်ပြပေးတာဖြစ်ပါတယ် အဲဒီနေရာမှာကျွန်တော်ဒါကဘက်6တွင်တစ်ဆောင်ပဲနော်ဘက်6တွင်နှစ်ဆောင်ပေါက်ရင်ဒီဒီကောင်နှစ်နဲ့ပြန်ပြောင်းလိုက်ဟုတ်ပြီနော်10ဆောင်ပေါက်ရင်10နဲ့ပြန်ပြောင်းလိုက်ဟုတ်ပြီနော်အဲလက်ရှိကတော့ကျွန်တော်ကဘက်6တွင်တစ်ဆောင်ပဲကိုပြောတာနော်တစ်ဆောင်တည်းကိုတွက်ပြပေးတာတစ်ဆောင်တည်းကိုတွက်ပြတယ်အဲ့တော့ဒါကဘက်6တွင်ထီပေါက်တယ်အခွန်0.5ရာခိုင်နှုန်း ဟိုပေးလိုက်တယ်အဲ0.5ရာခိုင်နှုန်းကိုကဘယ်လောက်ဘယ်လောက်လဲဆိုတော့တွက်ကြည့်လိုက်တော့ဘတ်3000ဖြစ်တယ်ဘတ်3000ဆိုတော့ဘတ်6တန်းမှာဘတ်3000ကိုနှုတ်လိုက်တော့9တန်း9သိန်း8000ကျန်ဟုတ်တယ်နော်ကျွန်တော်တို့လက်ထက်မှာဘတ်ကြံငွေပေါ့ထိုက်တိပေါက်ပြီးဘတ်ကြံငွေအစိုးရလည်းပြီးပြီးပါတယ်အခုနှုတ်ပြီးပါတယ်ဆိုရင်ကျွန်တော်တို့လက်ထက်မှာဒီဘတ်ကြံ9တန်း9သိန်း8000ကျန်တယ်အဲ့တော့မှကျွန်တော်ကလက်ရှိထိုက်ဘတ်စီလက်ရှိစီထိုက်ဘတ်စီ800နဲ့ကိုကျွန်တော်ကပြန်တွက်လိုက်တဲ့ခါမှာ မြန်မာငွေအော်မြန်မာငွေနော်ကြက်ကြက်မြန်မာငွေကြက်တိဘော8462သိန်း9000ရပါတယ်ခင်ဗျအတိပါโอเคဒီနေ့ဒီဗီဒီယိုလေးမှာတော့ကျွန်တော်ဟိုပေါ့တော်တော်များများမေးကြတယ်အကိုကြီးဘတ်6တန်းဖြီးပေါက်ခဲ့တယ်မြန်မာငွေဘယ်လောက်ရလဲဆိုတာကိုကျွန်တော်တစ်ချက်ပြပြကြည့်ဖြစ်ပါတယ်ဗျာ โอเคဒီနေ့ဒီဗီဒီယိုလေးရတော့အဲ့တော့ဘတ်6တန်းပေါ့ရင်မြန်မာငွေဘယ်လောက်ရလဲဆိုတော့တည်ကျင်နေကြတဲ့ကျွန်တော်ရဲ့မိတ်ဆွေတွေကျင်းနဲ့အားရမယ်လို့ထင်ပါတယ်ဗျကျွန်တော်ရဲ့ဒီဗီဒီယိုလေးကိုသဘောကျနှစ်သက်တယ်ဆိုရင်လည်း like လေးပေးပြီးကျွန်တော်ရဲ့ YouTube channel ကိုလည်း subscribe အားပေးခဲ့ပါဦးခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်လို့ပြောရင်ဘတ်6တန်းကန်ထူးရှင်ကြီးများဖြစ်ကြပါလိမ့်ဗျာ